အားလုံးမင်္ဂလာပါရှင်ကျမဆွေးနွေးပေးနေတဲ့ literacy development အကြောင်းလေးမှာဆိုရင်မယ်မနေ့တော့စာရေးခြင်းအကျိုးအဆင့်မှာလေ့ကျင့်ပေးရမယ့်အကြောင်းအရာလေးတွေကိုဆွေးနွေးပေးခဲ့ပါတယ်အဲ့ဒီကပေါ့နော်စာရေးခြင်း ်အကျိုးအဆင့်မှာလေ့ကျင့်ပေးရမယ်အကြောင်းအရာလေးတွေကိုယနေ့လည်းပဲဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကို pre-writing shape တွေပေါ့နော်အသက်အရွယ်နဲ့အညီအစီအစဉ်တိုင်းဖွံ့ဖြိုးသွားရမှာဖြစ်ပါတယ်တဲ့။သူ့ရဲ့အသက်အရွယ်နဲ့ညီဖွံ့ဖြိုးရမှာကျွန်တော်တို့ကတနည်းကနည်းကလေးရှိသေးတယ်ကျွန်တော်တို့က one only one one ye ဆိုပြီးတော့သွားပြီးတော့လေ့ကျင့်ပေးလို့ရှိရင်ကလေးတွေတအားကြီးစိတ်ပင်ပန်းသွားမှာပေါ့။စာဆိုရင်ကြောက်ရွံ့သွားမှာပေါ့။ စာဆိုရင်စာလို့ရမှာကိုပြောရှင်းလောင်စာကြည့်စပွဲထိုင်ရမှာကိုမိဘအုတ်တင်းသူပြောစရာမလိုပဲနဲ့သူ့အတီနဲ့သူလုံဆောင်တတ်အောင်ကျွန်တော် pre literate state တွေရပါတော့ pre literacy တွေရနေပြီးတော့ဟာအစာပိုင်းကလေးကအစာပြိုးစင်ကလေးကလေ့ကျင့်ပေးခဲ့ရင် ကြီးလာရင်မိဘတွေပြောအပ်ဆိုတာတတ်တာသွားမှာဖြစ်ပါရဲ့ကျွန်တော်တို့ကကြီးမပြောတာတဲ့အစကလေးကဒါမျိုးတွေကိုလေ့ကျင့်ပေးရင် ကျွန်တော်တို့ဒီလိုမျိုးဖွင့်ပြရမယ့်အကြောင်းအရာတွေကိုစနစ်တကျဖွင့်ပြအောင်လေ့ကျင့်ပေးခဲ့မယ်ဆိုရင်မိမရေကလေးတွေရွယ်ရောက်လာတဲ့အခါမှာတကယ်ကို စိတ်ချပြီးတော့ပေါ့နော်မိမရဲ့ကလေးတွေဟာသူ့ကိုယ်သူတာဝန်ယူတတ်ပြီးတော့ပေါ့နော်ပြဿနာတွေကိုဖြေရှင်းတတ်မယ်ပေါင်းသင်းဆက်ဆံရေးတွေကောင်းမယ်အပြောအဆိုတွေလည်းဒါသူတပားသူလက်ခံအောင်နားလည်လာအောင်ပြောတတ်တဲ့အလေးချင်းလေးတွေရရှိလာစေမယ် ဒါမျိုးတွေဖွံ့ဖြိုးလာအောင်ကျွန်တော်တို့ရဲ့ကလေးတွေကိုပေါ့နော်အသက်ရွယ်နဲ့အညီအစီအစဉ်တိုင်းဖွံ့ဖြိုးသွားအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ဒါကတော့ရှေ့မှာလည်းဆွေးနွေးခဲ့ဘူးတယ်ဟိုချစ်တီချစ်ပေါ့နော်သူကဒီလိုမျိုးတစ်နှစ်နဲ့နှစ်နှစ်မှာသူအရွယ်ကလေးတွေကဒီလိုမျိုးချစ်မယ်ပြီးရင် downline vertical မြင်းတွေဆွဲမယ်ပြီးရင် horizontal line တွေဆွဲမယ်ပေါ့နော်အဲ့လိုမျိုးတွေဆွဲပြီးသွားပြီဆိုလို့ရှိရင်သူတို့ကတစ်ပြေးပြေးနဲ့နှစ်နှစ်ခွဲကလေးလေးတွေက နှစ်နှစ်ခွဲပေါ့နော်၃နှစ်ပေါ့ဒီကလေးလေးတွေကဆက်ဝိုင်းနေဆွေးမင်းပထမဦးဆုံးတော့မော့ဆက်ဝိုင်းကဝိုင်းညီမဝိုင်းမယ်တဖြည်းဖြည်းနဲ့ဝိုင်းလာမယ်အဲ့ဒီလိုနဲ့၃နှစ်ကနေ၃နှစ်ခွဲကလေးတွေရောက်ပြီး၄နှစ်ခွဲထိပေါ့နော်ဒါဆိုရင်ဒီကအသက်အပိုင်းကျရေပူရပါပဲကလေးရဲ့ဖွံ့ဖြိုးမှုမှာမူတည်ပြီးတော့ရှည်တိုးနောက်ပေါ့နော်ပို့ပြီးတော့စောစောတော့ဆောင်ရွက်တတ်တာနဲ့ အဲနည်းနည်းလေးအနေငယ်တော့ကြတာဒါမျိုးပဲกว่าမယ်ဒါပေမဲ့ဒီအသက်အပိုင်းအခြားအတွင်းမှာဒီလိုမျိုးလေးတွေဖွင့်ပြလာမယ်ဒီလိုမျိုးကလေးတွေပေါ့ဒီအဆင့်ကိုရောက်ရင် तू ဟာဒီမြင်းလေးတွေကိုဒါဒေါင်းလိုက်မြင်းလေးဆွဲတတ်မယ်လျားမလိုက်မြင်းလေးဆွဲတတ်ပြီးဆိုရင်တို့အပေါင်းလက္ခဏာလေးတွေဆွဲတတ်လာမယ်အဲ့ဒီအမှာတစ်ဆင့်၄နှစ်ကနေ၄နှစ်ခွဲ၅နှစ်ပတ်ဝန်းကျင်ကလေးတွေဟာ student တွေ Student ပုံနေ square shape တွေကိုတို့တွေဆွဲတက်လာမယ်အဲ့လိုနေမှတစ်စင်း diagonal shape ဆိုတဲ့ပုံတော့ဒီလိုမျိုးပုံလေးတွေက၅နှစ်ကနေပြီးတော့လေးနှစ်ခွဲ၅နှစ်ခွဲအဲ၄နှစ်ခွဲကနေ၅နှစ်ကလေးတွေကဒီလိုမျိုး diagonal line တွေကိုဆွဲတက်လာမယ်အဲ့ဒီမှာတစ်စင်း cross shape တွေကိုတို့တွေဆွဲတက်လာမယ်၅နှစ်ကနေ၅နှစ်ခွဲကနေ၆နှစ်ကလေးတွေက cross shape တွေကိုဆွဲတက်လာရမယ်အဲ့လိုနေမှတစ်စင်း၅နှစ်ကနေ၆နှစ်ပေါ့နော်ဒါဆိုရင် trigon triangle shape တွေကိုဆွဲတတ်လာမယ်။အဲ့လိုမျိုး shape တွေကိုတဖြည်းဖြည်းတစင်းချင်းတစင်းချင်းစီဆွဲတတ်ပြီးမှကျွန်တော်တို့တို့ဝါနှုံးလေးဝိုင်းဝိုင်းရေးဆိုရဲစာရေးခြင်းအဆင့်ကိုတင် जा မှလည်းဖြစ်ပါလိမ့်ရှင်။အဲ့တော့ဒါမျိုးလေးတွေကိုတစင်းချင်းစီသူ့အသက်ပိုင်ချားလိုက်တို့တွေရေးတဲ့ဆွဲတဲ့ကြောင်တဲ့ချစ်တဲ့အောင်တို့တွေရဲ့နားမှာစာရွက်တွေထားပေးရမယ်စာအုပ်တွေထားပေးရမယ်ခဲတံတွေမက်ကာတွေထားပေးရမှလည်းဖြစ်ပါတယ်။ဒါမျိုးတွေကိုတို့တွေလေ့ကျင့်ရင်းထဲမှာတန်မာလာစီမှာလည်းဖြစ်ပါလိမ့်ရှင်။ အဲ့မှာဆိုလို့ရှိရင်ကျမတို့ဒီလိုတွေဖွံ့ဖြိုးဖို့ဆိုရင်တဲ့အနုစိတ်ကြွက်သားတွေသို့မဟုတ်ကြွက်သားအသေးလေးတွေလှုပ်ရှားနိုင်မှုလက်ချောင်းလေးတွေတံမာဖို့လိုပါတယ်တဲ့အဲ့လိုမျိုးလက်ချောင်းလေးတွေတံမာအောင်လို့ကလေးထမင်းစားတတ်ပြီးဆိုတချို့ဆိုတနေ့ခွဲနှစ်နှစ်လောက်ကိုပဲသူကိုယ်တိုင်အဲထမင်းစားဖို့ပေါ့နော်ဇွန်းတက်ပေးထားလိုက်တာဘလို့ဆိုဒီဇွန်းကိုကန်ရပြီဆိုရင်ကန်မှများတော့အဓိကလက်ချောင်းလေးတွေရဲ့အနုစိတ်ကြွက်သားလေးတွေကတံမာလာစေမှာဖြစ်ပါတယ်ရှင် ဟိုကျွန်မလည်းရှေ့ပိုင်းမှာကျွန်မ presentation တခုမှာဆွေးနွေးခဲ့ဘူးရဲ့အဲကလေးကစာကြည်စာလုံးနေနေမိဘလုပ်တဲ့သူကဘေးရနေထမင်းတွေခွန်ကျွေးနေကလေးကကိုယ်တိုင်းကိုထမင်းခတ်မစားတော့ဘူးမိဘဗဇက်ကထည့်ထည့်ပေးတာပဲစတတ်တယ်ဗျာဆိုရင်ကမောက်ကလေးတွေကဗဇက်ထည့်ထည့်ပေးပါမယ်စတတ်တာတွေကကြီးထီပါပါသွားရင်သူ့ကိုယ်သူဘယ်လိုလုပ်တာဝန်ယူရတော့မှာလို့သူဘယ်လိုလုပ်ပြဿနာတွေပြင်ရှင်းတတ်တော့မှာလို့သူဘယ်လိုလုပ်ပြီးတော့ပေါင်းသစ်ဆက်ဆံရေးတွေကောင်းတော့မှာလို့ပေါ့နော်ဒါမျိုးတွေမဖြစ်အောင် သူသမင်းဆက်တတ်တဲ့ချိန်မှာကိုကိုယ်တိုင်သမင်းစားနိုင် ကိုပါစက်သေးကိုဇွန်းတက်ပြီးဇွန်းကနေသမင်းကိုဇွန်းနဲ့ခတ်ပြီးတော့ပါစက်သေးကိုထက်တန်းအောင်လေ့ကျင့်ပေးရပါလေ့ကျင့်ပေးရမှာဖြစ်ပါတယ်အဲ့လိုလေ့ကျင့်ပေးခြင်းအပြင်အများကြီးပါကျမတို့မှတ်တိုင်နေရအများကြီးဖွံ့ဖြိုးလာစေတာပါဟိုဒီလိုမျိုးပထမအဦးဆုံးကိုကျမဆွေးနွေးနေတဲ့ဒါစာရေးခြင်းပေါ့နော်စာရေးခြင်းအကျိုးအဆင့်လေ့ကျင့်ပေးရမှာဆိုရင် lecture လေးတွေတက်မှာလာစီမယ် တချောင်းလေးတွေမှာရှိနေတဲ့ကြွက်သားငယ်လေးတွေပေါ့နော်တန်မာလာမယ်ကြွက်သားကြီးတွေဖွံ့ဖြိုးလာမယ်အဲ့လိုမျိုးဖြစ်အောင်လေ့ကျင့်ပေးကြရမှာမိဘအကြီးသမင်းခွတ်ကျွေးနေရတဲ့ကလေးကိုယ်တိုင်သမင်းကိုဇွန်းနဲ့ခတ်ပြီးတော့သူကိုယ်တိုင်စားတောင်ဇွန်းနဲ့ခတ်စားရရင်တပြည့်ပြည့်သူကိုယ်တိုင်လက်နဲ့ကိုင်းလက်နဲ့ဟိုသမင်းကိုယူပြီးတော့ဗစက်သေးကိုထက်တက်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင်ဒါမျိုးကိုတပြည့်ပြည့်နဲ့သမင်းကိုသူကိုယ်တိုင်သမင်းသမင်းတွေကိုဘေးကိုမဖိအောင်ပေါ့နော်စနစ်တကျစားတောင်အစစ်မှာ စီစီစီလေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်။ဒီလိုလေ့ကျင့်ပေးခြင်းကမိမိသမင်းဆိုင်နဲ့သူနဲ့အတူတူသမင်းဆိုင်နဲ့လေ့ကျင့်ပေးရဖြစ်တဲ့အတွက်အချိန်နဲ့အထူးပေးစရာမလိုဒါကျမတို့ဒါလှုပ်လှုပ်ရင်းနဲ့သူတို့ရဲ့ဖွံ့ဖြိုးရမယ်မှတ်တိုင်တွေဖွံ့ဖြိုးအောင်လေ့ကျင့်ပေးစီခြင်းလည်းဖြစ်ပါတယ်ရှင်။ဒီလိုမျိုးပြက်သားလေးတွေတန်မာနေမှလက်ချောင်းလေးတွေတန်မာဖို့လိုတယ်။ဒီလိုတန်မာမှကျမတို့ကလေးတွေကစာရေးတဲ့အခါမှာ ခဲတံကိုပိုင်ပိုင်နိုင်နိုင်ကင်ပြီးတော့မှရေးနိုင်ပြီးတော့လက်ရေးတွေလည်းလှပြီးတော့ပေါ့နော်တည်တည်တတ်တတ်ရေးနိုင်မှာဖြစ်ပါလေရှင်။ဒါကြောင့်လက်တွေတံမာဖို့အတွက်ကောင်းကောင်းစုပ်ကင်နိုင်မှုလိုတယ်။ဒါကြောင့်တို့ကို hand stretch ဆိုရင်ခုနကကျမရှိမှဆွေးနွေးတဲ့လေ့ကျင့်ခန်းလေးတွေအဲလက်စုပ်ကင်နိုင်အောင်ပေါ့နော်။တို့တွေလက်တွေတံမာလောက်စုပ်ကင်နိုင်လေလေ့ကျင့်လေးတွေလေ့ကျင့်ခန်းလေးတွေကိုလေ့ကျင့်ပေးဖို့လိုအပ်တာလည်းဖြစ်ပါလေရှင်။ အဲ့လိုမျိုးလေးလေ့ကျင့်ပေးပြီဆိုရင်သူတို့ဖွင့်ပြရမယ်ပေါ့နော်ဒီ fine motor skill တွေကျွမ်းကျင်မှုတွေရရှိလာမယ်အနုစိတ်ကြွက်သားတွေလှုပ်ရှားနိုင်တဲ့စွမ်းရည်တွေရလာမယ်နှစ်ဖက်မျှပြီးတော့ပေါင်းဆက်လုတ်ကင်နိုင်တဲ့စွမ်းရည်တွေပေါ့နော် bilateral coordination ဆိုတာရေးကြည့်တယ်ဒါကြောင့် cross that midline ကျမတို့ခန္ဓာကိုယ်မှာ midline ရှိတယ်အဲ့ midline ကို cross ဒီလိုမျိုးကြော်ပြီးတော့မှ အဲပေါင်းဆက်လုပ်ကံရတဲ့အဲလုပ်ငန်းမျိုးတွေပြန်ဥမာကျွန်တော်တို့လေးငိမ့်ငိမ့်လေးလက်ကြည့်လက်ကိုမြောက်ပြီးတော့လေးငိမ့်ငိမ့်တစ်ပင်ကြီးကငိမ့်အဲတောင်လေးတိုက်တော့ဘယ်ဟိုရန်နေပေါ့နော်အဲအဲအဲ့လိုမျိုးပေါ့နော်လေးငိမ့်ငိမ့်ဆိုတဲ့ဒီတစ်ပင်ကြီးကငိမ့်ဆိုတဲ့အဲဒီဒီကြပြလေးကိုဟန်မူရလေးနဲ့လေ့ကျင့်စေခြင်းဟာကလေးတွေကခုနပြောပေါ့နော် bilateral coordination ဆိုတဲ့ cross that midline အဲ midline ကို ကျော်ပြီးတော့ပေါ့နော်နှစ်ဖက်မြတ်ပြီးပေါင်းဆက်လုတ်ကင်နိုင်တဲ့ဆွဲရည်တွေကိုရရှိလာစေအဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုလှုပ်ရှားမှုတွေပေးတဲ့အခါဝယ်လက်ဟိုဘဲဆိုဘဲလက်တစ်ခုတည်းမဟုတ်ဘူးညာဆိုညာလက်တစ်ခုတည်းလည်းမဟုတ်ဘူးဘဲရောညာရောဘက်ဆိုပေါ့နော်အဖွင့်လှုပ်ရှားမယ် activity တွေကိုပေးရမယ်။ဒါမှကျမတို့ရဲ့ကလေးတွေဟာ left brain ရော right brain ရောဟို ညံ့မြတာတာဖွင့်ပြလာစေမှာဖြစ်ပါတယ်။ကျမတို့ leverage ကများသွားပြီဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒါအဲသူရဲ့ပေါ့နော်အားနဲ့သွားတဲ့ပချံကကြတော့အဲဖွင့်ပြမှုတွေအားနဲ့သွားရင်80နောက်ဆွဲရကြတော့လည်းအားနဲ့သွားစေမှာဖြစ်ပါတယ်။အဲ့လိုပဲ left call right call ကသူကဘက်မြပြီးရောပေါ့နော်အဲဖွင့်ပြလာအောင်ဒါကြောင့်ကျမတို့ကလေးတွေကို bilateral coordination ဆိုတဲ့နှစ်ဖက် ညပြီးပေါင်းဆက်လုတ်ကင်နိုင်တဲ့စွမ်းရည်ဖြစ်အောင်ဒါကြောင့်ဘယ်ရောညာရောခန္ဓာကိုယ်တစ်ခုလုံးဘယ်ချီရောညာချီရောအားလုံးကိုပေါ့နော် bilateral ကိုကြော်ပြီးတော့မှအဲလေ့ကျုံလှုပ်ရှားမယ်အဲလှုပ်ရှားမယ်ဆောင်ရွက်ရမယ်လုပ်ငန်းပေးလေးတွေကိုလှုပ်ဆောင်ပေးရမယ်ဒီလိုမျိုးခန္ဓာကိုယ်တစ်ခုလုံးအဲဘယ်ရောညာရောလှုပ်ရှားစေခြင်းဟာကျွန်တော်ကလေးတွေရဲ့အုံနာကိုပေါ့နော် left brain or right brain ကိုဖွံ့ဖြိုးလာစေမှလည်းဖြစ်ပါတယ်ရှင်။အုံနာရဲ့ဘယ်ချမ်းရောညာချမ်းကိုညှ့ကြည့်ဖွံ့ဖြိုးလာအောင် နှစ်ဖက်မျှပြီးတော့ပေါင်းဆက်လုပ်ကိုင်နိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကျွန်တော်တို့လက်ကဝတ်တွေတည်ငြိမ်မှုအတွက်လည်းခုနပေါ့နော်။အဲကလေးတွေရဲ့နားမှာခုနကျွန်မဆွေးနွေးခဲ့ရပါတယ်။ခဲတံတွေကင်ငွေပေးရမယ်။မကားတွေနဲ့ဘေးပုံတွေဆွဲခွင့်ပေးရမယ်။ဒါမှသူတို့ရဲ့ဒီလက်ကဝတ်တွေကြက်သားတွေအတန်မာလာစေမှာဖြစ်တဲ့နောက်တက်ကကျွန်တော်တို့စုပ်ကင်မှုစွမ်းအားတွေပေါ့နော်။ဒါမျိုးတွေ ဒီအားကောင်းလာအောင်ပြင်ကျင်ပေးခဲ့ကြရမယ်။ဒါမျိုးတွေလေ့ကျင့်မှုရှိမှလည်းကျွန်မဆွေးနွေးဆွေးမှလည်းပါတယ်။ဒီလိုမျိုးပေါ့ကလေးရဲ့စာရေးဖို့အကျိုးဆွမ်းရည်နေနဲ့ဒီကအနုစိတ်ကြွက်သားတွေလှုပ်ရှားမှုဆွမ်းရည်တွေဖွံ့ဖြိုးနေရမယ်။နှစ်ဖက်ညပြီးတော့ပေါင်းဆက်လုပ်ကင်နိုင်တဲ့ဆွမ်းရည်တွေဖွံ့ဖြိုးနေရမယ်။လက်ကဝတ်တည်ငြိမ်မှုရှိအောင်လေ့ကျင့်ပေးခဲ့ရမယ်။စုပ်ကင်မှုဆွမ်းရည်ကောင်းအောင်ကလေးတွေရှိမှကျွန်မပြောတဲ့ အဲလုံဆောင်ရမယ့် activity တွေကိုလုံဆောင်ပေးခဲ့ရမှာဖြစ်ပါတယ်ရှင်။လေ့ကျင့်ပေးခဲ့ကြရမှာဖြစ်ပါတယ်။ဒီလိုမျိုးလေ့ကျင့်ရင်းထဲမှာအဓိကကျွန်တော်တို့စွမ်းရည်ကြီးတွေအဖွံ့ပြိုးလာစေမှာလည်းဖြစ်ပါတယ်။အဲဒီလိုလေဒီမှာဆိုလေဒီလိုလေးဒီနမူနာလေးတွေပေါ့နော်။ကလေးတွေကိုဒီလိုမျိုးသူတို့တွေစွဲကျင်တာစွဲဖို့အတွက်မကားလေးခဲရန်နေချပေးထားမယ်သူတို့ရေးသူတို့လွတ်လပ်စွာရေးချဲ့ခွင့်ပေးရေးရေးဆွဲခွင့်ပေးမယ်ဒီမှာကျွန်တော်တို့အဆက်ချထားတဲ့စကလုံးလေးတွေကိုသူလိုက်ဆက်နေတာ ပြက်သားတွေမှာတန်မာလာပြီဆိုရင်ဒီကဆက်တဲ့နေရာမှာသူဘေးမထွက်တော့ဘူးသူတည်တည်ချာချာဟိုဒီထွက်တဲ့ line လေးတွေကိုသူရဲ့ပေးထားချက်အတိုင်းလှုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်ပြက်သားတန်မာနေတဲ့ကလေးကပေးထားတဲ့အတိုင်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးသူတို့ရေးချင်တဲ့စကလုံးတွေကိုရေးချဲ့ခွင့်ပေးရမယ်အဲနောက်တစ်ခါကျောင်းဒီမှာဆိုရင် ရောင်စုံခဲတဲ့နေရောင်စုံနေနဲ့လက်တွေညှိပတ်သွားခြင်းညှိပတ်သွားမယ်အင်ကြီးတွေ ရောင်စုံနေနဲ့ပေါ့နော်ပေးခြင်းပေးသွားမယ်ပေးခြင်းပေးပါစီကျမတို့ရဲ့ကလေးတွေရဲ့အတွေးတွေအတွေးခေါ်တွေမှန်ကန်မှုသူတို့ရဲ့လက်ချောင်းတွေတံမာဖို့စာဖတ်တဲ့စာရေးကြီးအကျိုးစွမ်းရည်ဖွံ့ဖြိုးဖို့အတွက်ဒီဒီလိုမျိုးတွေပေါ့နော်သူတို့ရောင်စုံနေနဲ့သူတို့စိတ်ဝင်စားတဲ့အယောင်မျိုးစုံနဲ့လေ့ကျင့်ဆွဲခိုင်းနေသူတို့ ဆွဲကျင်တာပေါ့သူတို့စိတ်ကူးထဲမှာရှိတာကိုရေးချယ်ဝင်ပေးခြင်းနေဟာလည်းပဲရှိမှကျွန်မပြောရဲပေါ့နော်အနုစိတ်ကြွက်သားလေးတွေတန်မာလာလက်ကဝတ်တွေတန်မာလာဒီဟာလေးဒီလိုမျိုးနည်းတွေလှူဆောင်စေခြင်းအပြင်အဲပေါ့နော်ဒီစာရေးခြင်းမှာဖွံ့ဖြိုးရမယ်စာရေးခြင်းကိုအထောက်အကူပြုစေတဲ့ကြွက်သားတွေပေါ့နော်ဖွံ့ဖြိုးလာစေမှာဖြစ်တဲ့အဲ့လိုဖွံ့ဖြိုးတာနဲ့တပြိုင်တည်းပဲကျွန်တော်တို့အုံနောက်ပိုင်းဆိုင်ရာပေါ့နော် left brain ကို right brain ကိုပါမြပုံမှန်ပေါ့နော် ဘဲဘဲမြပေါ့ညီညီမြမြဖွင့်ပြလာစေမှာဖြစ်ပါလေရှင်အဲ့လိုနဲ့ကျမတို့ကလေးတွေကိုဒီလိုမျိုးတွေပေါ့နော် pre writing skill တွေလေ့ကျင့်ပေးရမယ်ဒီမှာဆိုရင်မက်ကာတွေနဲ့သူဆွဲကျင်တဲ့ပုံတွေဆွဲနေတာဆွဲပါစေသူဆွဲခွင့်ပေးရမယ်ပြီးရင်သူဒီပုံမြင်စာအုပ်တွေထဲမှာတွေ့တဲ့ပုံတွေကိုသူကူးဆွဲမယ်ဆွဲလို့ရတယ်ခဲတံကင်တာဒီမှာဆိုမှန်ညင်မှမှန်မယ်သူစုပ်ကင်ညင်တယ်လို့စုပ်ကင်ပါမယ်ကင်ပါစေ ဒါလူလူကင်နေခြင်းဟာသူ့ရဲ့လက်ကလေးတွေတန်မအောင်လေ့ကျင့်နေခြင်းဖြစ်တယ်ဆိုတာလေးကိုမြင်လိုက်လို့ရှိရင်အာတကယ်ကိုကျေနပ်စရာကောင်းတဲ့အခြေအနေလေးဖြစ်သွားမှာဖြစ်ပါလေရှင်။နောက်ပြီးတော့ကလေးတွေကိုပေါ့နော်။ခုနလိုမျိုးစာအတင်နဲ့လည်းရေးခိုင်းလို့ရတယ်လို့ကျွန်တော်တို့မြေကြီးပေါ်မှာလည်းပဲတွေ့ခဲ့တွေ့တဲ့နေရာမှာလည်းပဲဒီလိုမျိုးဟိုချစ်တီချစ်ရေးခိုင်းလို့ရတယ်။ဒီလိုမျိုးရေးချစ်စီခြင်းဟာဒီမှာဆိုရင် तू ဟိုကြောက်တော့ကြောက်ခက်တိတိလေးတွေ့တယ်။ကြောက်ခက်တိတိလေးနဲ့ သူချစ်ချင်တာကိုရစ်ချင်နေတယ်ဒါကကျွန်တော်တို့ကလေးတွေကြွက်သားတွေတမ်းမအောင် လေ့ကျင့်နေခြင်းလည်းဖြစ်တယ်နောက်တစ်ခုဒီကကျတော့ကျွန်တော်တို့ကျဲဦးလေးတွေပေါ့နော်ယူခိုင်းတာ ဒါဆိုလို့ရှိရင်တို့ကတိုက်ရပြီလေတဲရပြီဒါဆိုလက်ကဝတ်တွေတမ်းမအောင်လေ့ကျင့်ပေးခြင်းလည်းဖြစ်တယ်လက်ကဝတ်တွေတမ်းမခြင်းအဖြစ်တမ်းမအောင်ဒီလိုမျိုးပေါ့နော်အဲတို့နိုင်လောက်တယ်ပေါ့နော်ဒါရောင်စုံဘောလုံးလေးတွေပဲဖြစ်ဖြစ်ပေါ့ဒါမျိုးလေးတွေကိုကျုပ်အမှတ်နဲ့ပေါ့နော်ကျုပ်အစာထိုးနဲ့ရောင်စုံဘောလုံးလေးတွေကိုအဲအယောင်လေးတွေနဲ့ခွဲပြီးတော့တဲခိုင်းခြင်းနေစူးစီးခိုင်းခြင်းနေဒါလက်ကဝတ်တွေတမ်းမအောင်လေ့ကျင့်စီခြင်းဖြစ်ပါတယ်ဒီလိုမျိုးလုပ်ငန်းပေးလေးတွေကိုလုပ်ဆောင်ကြရမယ်အဲ့တော့ကျွန်မကနေဆွေးနွေးခဲ့တာဆိုရင်စာရေး ေးချင်းအကျိုးအစ်စ်မှာလှူဆောင်ရမယ်လေ့ကျင့်ရမယ်ဒီပေါ့နော်ဟိုဆောင်ရွက်ရမယ်ပုံစံလေးတွေကိုကျွန်တော်ဆွေးနွေးပေးခဲ့တယ်ဒါမျိုးလေးတွေကိုလှူဆောင်စေခြင်းအပြင်ကလေးတွေရဲ့လက်ချောင်းလေးတွေအနုစိတ်ကြွယ်သားလေးတွေတံမာလာမယ်တံမာလာရင်းနဲ့သူတို့ရဲ့လက်ကဝတ်တွေတံမာလာမယ်တံမာနောက်တစ်ခါကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာလည်းတော့ဘောမတို့ဟို bilateral ဖြစ်ရမယ်တကယ်ကိုပေါ့နော်ဒီ center line ကို cross the center mid line hot mid line ကိုကြော်တဲ့လေ့ကျင့်ခန်းမျိုးလေးတွေနဲ့ပေါ့နော်။ကြ བྱ လေးတွေ၊တခြင်းလေးတွေနဲ့ပေါ့နော်။ကလေးတဲ့လျော်ညီတဲ့အဲလုပ်ငန်းဟိုဟိုဒီတခြင်းလေးတွေနဲ့ပေါ့နော်။လုံဆောင်စေခြင်းအပြင်သူတို့တွေရဲ့ဖွံ့ဖြိုးရမယ်။စာဖတ်ခြင်း၊စာရေးခြင်း၊အကျိုးဆွဲရည်တွေဖွံ့ဖြိုးအောင်လေ့ကျင့်ပေးသွားကြရမယ်။ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးနေတယ်။ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။